မြေမြုပ်မိုင်းနဲ့ပောက်ကွေးစစ်တပ်တွေစစ်လက်နက်အကျဉ်းချံများနှစ်စဉ်နေတိုင်းမြန်မာနိုင်ငံမှာမြေမြုပ်မိုင်းနဲ့ပောက်ကွေးစစ်တပ်တွေစစ်လက်နက်အကျဉ်းချံတွေကြောင့်လူပေါင်းရာနှင်းချီတည်ကြည်ပျက်စီးကထိခိုက်ဒဏ်ရာရရှိတာတွေကြုံတွေ့ခံစားနေကြရပါတယ်။စွန့်ပစ်ထားတဲ့စစ်လက်နက်အကျဉ်းချံတွေနဲ့ပောက်ကွေးတပ်တွေပစ္စည်းတွေဟာအချိန်မရွေးပောက်ကွေးပျက်စီးပြီးအန္တရာယ်ဖြစ်စေနိုင်တာမို့ဘေးကင်းလုံခြုံအောင်တတိပြုနေထိုင်ဖို့လိုအပ်ပါတယ်။ မြေမြုံမိုင်းနဲ့ပောက်ကွေးစေတတ်တဲ့ဆီလက်နဲ့အကျွင်းကြံတွေကပုံစံဆောင်အရွေအစားဆောင်နဲ့အယောင်ဆောင်ရှိပါတယ်။သူတို့ကအရွေအစားအကြီးကြီးတွေဖြစ်နိုင်သလိုတိတိလေးတွေလည်းဖြစ်နိုင်ပါတယ်။လေးထောင်ပုံ၊စဝန်းပုံ၊ဒူလုံးပုံအယောင်တောက်တောက်ဒါမှမဟုတ်တန်ကြီးအောင်စသဖြင့်အမျိုးစုံဖြစ်နိုင်ပါတယ်။မြေမြုံမိုင်းနဲ့ပောက်ကွေးစေတတ်တဲ့ဆီလက်နဲ့အကျွင်းကြံတွေကို အတက်နိုင်ဆုံးရှောင်ရှားဖို့လိုပါတယ်။ဒီအရာတွေဟာမကြသေးမီကဒါမှမဟုတ် လက်တလောတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဒေသဆိုင်ရာအန်ဒီသတိပေးအမတ်သားတွေထားရှိတဲ့နေရာတွေယင်းဤကျွမ်းဝင်မှုမရှိတဲ့နေရာတွေနဲ့အခြားတန်တရားဖြစ်ပွင့်နေရာတွေမှာရှိနေနိုင်တာမို့အထူးသတိပြုရှောင်ချပါမြေမြုပ်မိုက်နဲ့ပောက်ကွေးစစ်တက်တဲ့စစ်လက်နက်အကျဉ်းချမ်းတွေဟာမြေပြင်ပေါ်မှာရော မြေကြီးအောက်တွေမှာပါရှိနေနိုင်ပါတယ်ဒါအပြင်ရံမြေတွေတစ်တောတွေနဲ့မြေနာချောင်းနှားတွေမှာလည်းတွေ့ရှိနိုင်ပါတယ်ဘေကင်လုံးချုံမှုရှိအောင် အမြဲတမ်းသတိရှိနေဖို့တော့လိုပါတယ်။ပတ်ဝန်းကျင်ကိုသတိပြုပါ။နိုနိုကြကြနေပါ။မြေကြီးတွေခြိုင်းဝင်နေတာဒါမှမဟုတ်မြေကြီးတွေဟင်သည်ဟင်ရွက်တွေကတခုခုနဲ့တူဆွာထားသလိုပွနေတာပြန့်ကျင်းနေတာမျိုးတွေဖြစ်နေတဲ့နေရာတွေကအန်ဒီရဲ့ရှိနိုင်တဲ့နေရာမျိုးတွေပါ။တတူပစ္စည်းတွေသစ်သားစားတွေပလတ်စတစ်အပိုင်းစားတွေနဲ့ဝါယာကြိုးတွေလိုတန်တရားဖြစ်စရာကောင်းတဲ့အရာတွေကြာနေတာတွေ့ရင်သတိပြုပါ။ အများသူကအမြဲအသုံးပြုနေတဲ့လမ်းကိုပဲအသုံးပြုပါမဖြစ်မနေသွားရမယ်ဆိုရင်တယောက်ထဲမသွားပါနဲ့ရက်ရွာအကြီးကြီးတွေကတတ်မှတ်ညွန်ကြားထားတဲ့ဘေကင်းတွေလမ်းတွေဒေသခံတွေအသုံးပြုလေးရှိတဲ့လမ်းတွေကိုသာအသုံးပြုပါတန်တရားဖြစ်ဖွယ်ပစ္စည်းတွေကိုရင်းနှီးကြောက်မမှု မရှိတဲ့အရာတွေကို တွေ့ရင် လုံးဝမကိုင်းပါနဲ့အနာမကပ်ပါနဲ့တခုခုနဲ့ပြစ်ပေါက်တာတွေမင်းနဲ့ရှူတာတွေလည်းမလုပ်ပါနဲ့ တင်တရားရှိပါကဆက်မသွားပါနဲ့လာရလမ်းကြောင်းအတိုင်းလှည့်ပြန်ပါတခြားလမ်းတွေကိုအသုံးပြုပါတင်အတွက်အန္တရာယ်မရှိနိုင်ဘူးဆိုရင်အဲ့ဒီပစ္စည်းတွေရှိတဲ့နေရာတွေကိုတခြားသူတွေကိုတတိပေးဖို့အမှတ်အသားလုပ်ခဲ့ပြီးဒေသဆိုင်ရာတာဝန်ရှိသူတွေရရွာအကြီးအကဲတွေကိုချက်ချင်းတွားရောက်တည်င်းပို့ပါဆစ်လက်နဲ့အကျဉ်းကျန်တွေနဲ့ပောက်ကွဲတတ်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်တွေအကြောင်းကို ရရွာလူထုအထူးသဖြင့်ကလေးတွေကိုတတိပေးပြီး ထိုရာတွေကနေဝေးဝေးနေဖို့တည်ပေးဖို့လိုအပ်ပါတယ်။စစ်လက်နဲ့အကျဉ်းကြံတွေနဲ့ပောက်ကွဲတက်တဲ့ပစ္စည်းတွေကြောင့်ထိခိုက်တဲ့သူတွေကိုလည်းတက်နိုင်သမျှကူညီဖေးမှာစာနာလေးစားပါ။